ဘရမာတော်သတင်းတပုတ်အနေနဲ့ကြောက်ဖြူမှာစစ်ကောင်စီထဲရှောက်ထားတဲ့တိုက်ရှောင်းဆဲကိုအေးပြန်လဲတိုက်ခိုက်သိမ်းပိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကထိန်းရှောက်ထားတဲ့တိုက်ရှောင်းဆဲကိုအာရခတပ်တော်အေးကအခုရက်ပိုင်းအတွင်းမှာပြန်လဲသိမ်းပိုက်ထိန်းရှောက်ထားနိုင်ပြီဖြစ်တယ်လို့အေးအေးနဲ့နှိစက်တဲ့ကြောက်ဖြူစစ်ရဲသတင်းရင်းမြစ်တို့ကပြောဆိုပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာစစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ် တိုင်းဆောင်ကျေးရွာနဲ့တိုင်းဆောင်ဆဲကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသူတို့ရဲ့ဝါဒပြ Telegram Channel တွေမှာဖော်ပြခဲ့ပါတယ်။အာရကတက်တော်အေးအေးဟာသူတို့အရင်ကထိန်းချုပ်ခဲ့တဲ့တိုင်းဆောင်ကျေးရွာကိုပြန်လည်ရရှိဖို့အတွက်တံပြန်ထိုးစစ်တိုက်ခိုက်နေပြီးပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့မှာတိုင်းဆောင်နဲ့ရေနံတောင်ကျေးရွာကြားရှိကာကင်းစကန်အရှုပ်ကိုသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်အာရကတက်တော်အေးအေးဟာသိမ်းပိုက်ရရှိခဲ့တဲ့ကာကင်းစကန်တွေကနေတဆင့် တိုက်ရှောင်းဆဲကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးခုရက်ပိုင်းတွဲမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့အေအေနဲ့နှိစက်တဲ့ကြောက်ဖြူဒေသခံတို့ကပြောဆိုပါတယ်တိုင်ရှောင်းဆဲကိုအေအေကနေပြန်လက်တင်ထားပြီလို့တော့ကြားပါတယ်ဒီရက်ပိုင်းထဲမှာတင်ထားတာပေါ့အဲဒီတိုင်ရှောင်းကြီးပါမှာတော့တိုက်ပွဲတွေပြင်းထန်နေကြပါတယ်စစ်ခွဲတွေကတော့အသေးပြောက်များတယ်သူတို့ကဝါရဖြန့်ဖို့လောက်ပဲလာကြတာဖြစ်နိုင်တယ်တကယ်တိုက်ပွဲဖော်ဆောင်ပြီဆိုရင်စုတ်ခွာထွက်ပြေးသွားကြတယ်လို့ ကြားရပါတယ်လို့အဆိုပါကြောက်ကျူဒေတာကတူကပြောဆိုပါတယ်စစ်ကောင်စီတပ်ဟာတိုက်ရှောင်းဆဲနေမှာခမန်းအင်အား90ခန့်တပ်ဆွဲနေရာယူထားခဲ့တာဖြစ်ပြီးအေရက်တိုက်ခိုက်မှုကြောင့်ဖျို့ဖျက်ဖြစ်ကတိုက်ရှောင်းကြီးရွာအထက်ကိုဝင်သွားတာလည်းရှိတယ်လို့သိရပါတယ်အာရခတက်တော်အေအေဟာကြောက်ကျူမြို့နယ်တဲကိုဝင်ရောက်နိုင်ဖို့အတွက်တိုက်ရှောင်းတောင်မင်းတပ်တောင်စတဲ့နေရာတွေကိုပြန်လည်တိမ့်ပိုက်ထိန်းရှုံနိုင်ဖို့လိုအပ်ပြီးအဲ့ဒီနေရာတွေကိုမထိန်းရှုံနိုင်ပါက ကြောက်ဖြူမျိုးတက်ကိုဝင်ရောက်မဲ့အေရဲ့ထိုးစစ်ရှင်နေဟာလည်းခက်ခဲသွားနိုင်တယ်လို့ကြောက်ဖြူဒေသခံတို့ကပြောဆိုပါတယ်။ကြောက်ဖြူမျိုးတက်ကိုထိုးစစ်စင်မဲ့ဆိုရင်တော့တိုက်ရှောင်းတောင်တို့မင်းတက်တောင်တို့ပြန်သိမ့်ဖို့လိုပါမယ်။ဒါမှကြောက်ဖြူမျိုးတက်ကိုအမြန်ဝင်လို့ရမှာပါ။ကြောက်ဖြူကလည်းတိတဲ့အတိုင်းပဲစစ်ခွေးတွေကလွယ်လွယ်နဲ့ညံ့ခံမှာတော့မဟုတ်ဘူး။အဲဒါကြောင့်တိုက်ပွဲတွေကဒီတက်မကပြင်းထန်နိုင်ပါတယ်လို့သူကဆက်ပြောထားပါတယ်။လက်ရှိစစ်ကောင်စီတပ်ဟာရေးပြင်းမှာကြာဆုံးတွေများပြားနေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့တိုက်ဆောင်ကျေးရွာအနီးကိုလေကြောင်းကားနဲ့အဆက်မပြတ်ပုံကျဲရှာတိုက်ခိုက်နေပြီးရေကြောင်းမှစစ်တင်းမောတွေကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့သိရှိရပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီတပ်ဟာရခိုင်မှာသူတို့ထိန်းချုပ်ထားတဲ့ကြောက်ဖြူစစ်တွေမအောင်မြို့နယ်၃ခုမှာရွေးကောက်ပွဲပထမပိုင်းကိုကျင်းပပြုလုပ်ဖို့ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်စစ်ကောင်စီဟာကြောက်ဖြူမြို့နယ်မှာအေးအေးတင်ထားတဲ့နေရာတွေကို ရွေးကောက်ပွဲမကျင်းပခင်အထိရသလောက်တိုက်ခိုက်သိမ်းယူဖို့အင်အားတွေအများပြဖြည့်တင်းပြီးအပြင်းအထန်ထိုးစစ်တိုက်ခိုက်လာနေတယ်လို့ရခိုင်စစ်ရေးသတင်းလေလာသူတွေကပြောဆိုပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်ကျေးရွာပေါင်း20နီးပါးမှာဒေသခံ3000ကျော်မှလည်းဘေးလွတ်ရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြပြီးစာဝတ်နေရခက်ခဲတွေရှိနေကြတယ်လို့ကြောက်ဖြူဒေသခံတွေစီကသိရှိရပါတယ်။ကြောက်ဖြူမြို့မှာတရုတ်စီမံကိန်းများစွာရှိနေတဲ့အပြင စကောက်စီတက်ရဲ့အညာဝရီရေတက်ဌာနချုပ်ခလာရ34ခလာရ940ခမရ943အမှတ်30ရေတက်ရင်တောင်ပေါ်ကြီးရေတက်စကန်အုံချိန်ရေတက်ခါနာခွဲတို့ရှိပြီးရေတက်အင်အားကောင်းတဲ့မြို့တခုလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်နေနဲ့စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်လုံဝင်ပါလအတွင်းပြည်သူ94ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်ပုံကျဲတပ်ဖြတ်မှုတွေကြောင့် မျိုးဝင်ပါတာအတွက်အရသာပြည်သူ94ဦးသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသစ် AAPP ကမျိုးဝင်ပါလာ28ရက်နေ့ကထုတ်ပြန်ပါတယ်။2025ခုနှစ်မျိုးဝင်ပါလာ10ရက်နေ့မှ28ရက်နေ့အထိမြန်မာနိုင်ငံတဝန်းမှာစစ်ကောင်စီရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်မျိုးသမီး23ဦးနဲ့အမျိုးသား32ဦးစုစုပေါင်း54ဦးသေဆုံးခဲ့တာကိုအမည်နဲ့တကွအတိပြုနိုင်ခဲ့ပြီးအသက်16နှစ်အောက်ကလေးငယ်18ဦးပါဝင်တယ်လို့ဆိုပါတယ် အဲ့ဒီတည်ဆုံးသူတွေထဲမှာ38ဦးမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အများဆုံးတည်ဆုံးခဲ့ရပြီး9ဦးမှာလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်တည်ဆုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့ဂျမ်ဘတ်တိုက်ခိုက်မှုတွေကြောင့်တည်ဆုံးခဲ့ရသူတွေမှာရခိုင်ပြည်နယ်မှာ16ဦးနဲ့အများဆုံးဖြစ်ပြီးမကွေးတိုင်းမှာ15ဦးနဲ့ဒုတိယအများဆုံးတည်ဆုံးခဲ့ရပြီးအထူးပြုဖို့လိုအပ်နေစေဖြစ်တဲ့တည်ဆုံးရက်က63ရက်စီးရင်ကိုလည်းတိရှာကောက်ယူစုဆောင်နေတယ်လို့ အတည်ပြုနိုင်ဖို့ဆောင်ရွက်လျက်ရှိတယ်လို့ APB ကတိပေးထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့မှာလဲကြောက်ကြီးမျိုးနဲ့နက်တန်ဝင်ကြီးရွာမှာစစ်ကောင်စီကလေကြောင်းမှဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်အင်းထဲမှာငါဖမ်းနေတဲ့နိုညာသူကြီးရွာဒေသခံစောလဲဒုတ်ထူးကိုပုံစံထိမှန်ပြီးတေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ရေပြူမှာစစ်ကောင်စီတပ်သား5ဦးတနက်5လက်ခဲရများနဲ့အတူအလင်းဝင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရဲတိုင်းအတိုင်းရေပြူမြို့နယ်မှာရှိတဲ့ခါလာရ၄၃ညလေးတည်ရင်မှာစစ်ကောင်စီတပ်သား5ဦးကလက်နက်တွေယူဆောင်ပြီးအလင်းဝင်ရောက်လာတယ်လို့ဘာထူတမ်ဘရော့ကဂျမန်နေကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာရေပြူမြို့နယ်ရန်ကင်းရွာရန်ကင်းတရာကာကင်ကိတ်စခန်းမှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား5ဦးကတနက်5လက်ခဲရမ်းတွေနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ် အဆိုပါလင်းဝင်တဲ့တပ်သားတွေက MA1 3လက် MA2 တစ်လက် MA4 တစ်လက်အပြင်ကြီပေါင်း18ခုအီနာကာဘုံးလေးနှလုံးနဲ့5.56ကြီ1169တောင်းတို့ကယူဆောင်လာခဲ့တယ်လို့သိရှိရပါတယ်။အဲဒီအပြင်လင်းဝင်တပ်သားတွေအတွက်တဝူးကိုငွေကျပ်340စီစုရှိမြင့်ခဲ့ပြီးသူတို့ရဲ့ဆန္ဒအတိုင်းကြီပေါင်းကိုလှုပ်သွားလို့ရှိတ်ဆက်ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။စကောင်စီလက်အောက်ခံတပ်သားတွေရဲတွေပြူစောထီးတွေအနေနဲ့လည်း ပြည်သူရင်ွယ်ကိုအမြန်ဆုံးခိုလုံကြဖို့ဘာထူးတက်မတော်ကတိုက်တွန်းထားပါတယ်ခင်ဗျာ